အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့မှတော့ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးအတွက်အကျုံးဝင်မဲ့ရရားနီကောင်းလေးတခုအဲလမ်းညုံပြသပေးခြင်းနဲ့ပေါ့လေအခုကျွန်တော်ပြောတဲ့ရရားကအမရာအစွမ်းထပ်ပြီးတော့လေတကယ်ပဲထိထိရောက်အောင်မြင်ဖြစ်လို့ဆိုတဲ့ရရားဆိုတာဒီတော့အမခံတယ်ဗျတကယ်ပွဲတွေ့ရရားလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဗာလဲဆိုတော့ရရားဆိုတော့လည်းပဲသူကဟိုဖျားတွေပါပြီးသွားပြီးလောက်ရတဲ့ရရားမျိုးတွေမဟုတ်ပါဘူးဓာတ်ပကြီးလို့ခေါ်ပါတယ်ပကြီးကလေးတစ်ချက်ဆွဲပြီးတော့ချိတ်ဆွဲရမယ်အဲရရားလေးခေါ်တယ် ဟုတ်ပြီအဲ့ဒီနေရာလေးလောက်လို့ရှိရင်ဘာအတွက်လောက်တာလဲဘာအတွက်ကောင်းတာလဲဆိုတာလေးအရင်ပြောချင်တယ်နံပါတ်1အလုတ်ရှာနေတယ်အလုတ်မရသေးဘူးဆိုတဲ့သူတွေအလုတ်တော့ရှိတယ်ဒါပေမဲ့အဲ့ဒီလောက်ကမကောင်းဘူးအဆင်မပြေဘူးခက်ခဲပြင်ပမှုတွေအများကြီးကြုံနေရတဲ့ဆိုတဲ့သူတွေအလုတ်တော့ကောင်းပါရဲ့သို့တော့မတိမြဲခြင်းဘူးဖြစ်နေတယ်မတိချာမရေရာနေတဲ့အနေအထားတွေရှိနေတယ်အလုတ်ကနေလုံနေတဲ့ရောင်းပါဝယ်ပါတွေဖြစ်နေတယ်စသည်အားဖြင့်ပေါ့ရာထူးကောင်းခြင်းတွေမေးမြန်းနေတဲ့အများကြီးပေါ့နော်စသည်အားဖြင့်ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်ဒီအလုတ်ကောင်းမှလည်းဂျန်တဲ့ငွေကြီးစီးပွားလာတာပါလေကောင်းမှာတယ်ဂျန်တဲ့ခါလေးအများကြီးကောင်းလာမှာပေါ့ အလုပ်တစ်ခုအဆင်မပြေဘူးဆိုငွေကြေးအဆင်မပြေဘူးဗျငွေကြေးအဆင်မပြေတော့ဂျန်တဲ့ကိစ္စတွေကဘာမှကောင်းနေတာအကြောင်းမရှိတော့ဘူးအဲ့တော့အလုပ်ကောင်းအောင်နော်တည်မြဲအောင်အယောင်းဝယ်တွေကောင်းအောင်ဌာနတွေမှာတည်မြဲအောင်ယာရုကုန်ရှင်တွေပို့ပြီးကြီးပွားတိုးတက်အောင် စသည်အဖြစ်ပေါ့အဲအဲ့ဒါမျိုးတွေကောင်းမှုအတွက်လောက်ကြတဲ့ရရရလို့ခေါ်တယ်ပေါ့လောက်ပြအောင်လုပ်တင်တယ် ဘယ်စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်အဲ့ဒီဓာတ်ပုံကြီးကိုအဲဆွဲပြီးတော့ချိတ်ဆွဲရမယ်ဆိုရင်အဲ့ဒီလုပ်ငန်းဒီတခြားပေါင်းအောင်မြင်ဖြစ်တော့တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာလိမ့်မယ်ဖြစ်နေတဲ့သူတွေဆိုတော့လက်ရှိတက်စက်နဲ့တက်ပို့ပြီးမြင့်မာသွားမယ်ဆိုတော့တခြားပေါင်းအာမခံတယ်အဲ့တော့ဟိုပကြီးဆိုတဲ့ခါမှာအကွက်ကိုဆွဲကျင်နေဆွဲလို့ရတယ်နော်ခဲတာနဲ့ဆွဲရတယ်မလားဘော့ပနဲ့ဆွဲရတယ်မလားဆွဲလို့ရတယ်မဆွဲတတ်ဘူးဆိုလို့ရှိရင်လည်းဗျာပကြီးစရာတယောက်ယောက် ဗဂျီတရားဆိုတော့အရင်ကြီးဟိုလိုမျိုးဘယ်လိုပြောမလဲဒီနာမည်ကြီးတဲ့ဗီဂျီစီအတိမှတော့အမှမဟုတ်ပါဘူးပုံဆွဲထားတဲ့သူဆိုဘယ်သူမှဆိုရပါတယ်ဗျာနော်နောက်ဆိုကျွန်တော်တို့ဇီဝတ်တွေမှာဆွေးနေဆွေးတာရှိတဲ့ဗဂျီစီအလေးတွေနဲ့ဆိုလဲရပါတယ်ဒါကိစ္စမရှိဘူးပြောပြတာနော်အဲ့တော့ဘယ်လိုပုံစံဆွေးရလဲဘယ်နှစ်သားသမီးတွေဆိုဘယ်လိုလောက်ကလဲဆိုတာလေးတေချာလေးပြောပြပေးမယ်ဒီဗဂျီကလေးချိတ်ဆွဲပြီးတဲ့နောက်ပိုင်းစီဝါရီတိတိတတ်တာကြီးတိုးတက်မှာမို့လို့လှုပ်ပြအောင်လှုပ်ကြပါလို့အဲမျှဝေပေးခြင်းတယ်အဲပထမအဆုံးတနင်္ဂနွေသားသမီးတွေအတွက်ပြောခြင်းတယ်တနင်္ဂနွေသားသမီးတွေအတွက်ချိတ်ဆွေးရမယ့်ဗဂျီကားကဘယ်လိုပုံစံနဲ့ချိတ်ရမလဲဆိုလို့ရှိရင် အုတ်အောင်ငတ်လို့ခေါ်တဲ့အုတ်အောင်ငတ်တွေတကောင်ကိုငကားတကောင်တကောင်ကနေကြိုက်ချိနေတဲ့ဆိုတဲ့ပုံစံလေးကိုဆွဲပြရမယ်။ကွက်ကိုဆွဲတိုင်းလဲဆွဲမဆွဲတိုင်းလဲပကြီးစီအောင်အဲ့လိုပုံစံလေးပြောလိုက်နော်။ပြန်ပြောမယ်။တနင်္ဂနွေသားသမီးတွေအတွက်အုတ်အောင်ငတ်လေးတကောင်ကိုငကားတကောင်ကကြိုက်ချိနေတဲ့ပုံစံလေးပြ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 ဆွဲပြရမယ်။ကြိုက်ချိနေတဲ့ဟန်ပေါ့နော်။အဲ့လိုပုံစံလေးကိုပြပြပြဆွဲပြရမယ်။တနင်္လာသားသမီးတွေအတွက်ဆိုရင်ဘယ်လိုပုံစံဆွဲရမလဲဆိုတော့ငါးတကောင်ကိုဗျိုင်းတကောင်ကကြိုက်ချိနေတဲ့ဟန်လေးပြ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 ဆွဲထားပြရမယ်။အင်္ဂါသားသမီးတွေအတွက်ဆိုရင်ဘယ်လိုပုံစံလေးဆွဲပြရမလဲဆိုတော့ စာကလေးငယ်လေးတစ်ကောင်ကိုရှင်းတစ်ကောင်ကကြိုက်ချင်နေတဲ့ဟန်လေးပြ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 စွဲပေးရမယ်ဗုဒ္ဓဂူသာသမီတွေအတွက်အဲဘလို့ဒီဗကြီးဆရာဗကြီးပုံလေးစွဲပေးရမလဲဆိုရင်လင်းဝလို့ခေါ်တဲ့ငှက်လေးတစ်ကောင်ပေါ့နော်အဲလင်းဝငှက်လေးကိုသိန်းငှက်တစ်ကောင်ကနေကြိုက်ချင်နေတဲ့ဟန်ပြပြပြလေးစွဲပေးရမယ်ကျန်တာပရိသာသမီတွေအတွက်အဲဘလို့ဗကြီးလေးစွဲပေးရမလဲဆိုရင်ဘဲတစ်ကောင်ကိုကြားတစ်ကောင်ကကြိုက်ချင်နေတဲ့ဟန်လေးပြ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 စွဲပေးရမယ်တောက်ကြတာသမီးတွေအတွက်ဘလို့ဗကြီးကလေးချိတ်ဆွဲရမလဲဆိုတော့ တိမ်ငတ်တကောင်ကိုဝတ်ဝင်တကောင်ကကိုက်ချီနေတယ်ဆိုတော့ပုံစံလေးပကြီကားလေးကိုပြ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 လေးနော်ချိတ်ဆွဲပြီးတော့အဲချိတ်ဆွဲရမယ်ပေါ့နော်စနေသားသမီးတွေအတွက်ဆိုရင်ဘယ်လိုပကြီကားလေးချိတ်ဆွဲရမလဲဆိုတော့တီတကောင်ကိုနော်အုံအဲအုပ်အောင်ငတ်တကောင်ကကိုက်ချီနေတဲ့ဟန်လေးချိတ်ဆွဲပေးရမယ်နော်အရာကကိုယ့်အကိုဆွဲတယ်လဲဆွဲမဆွဲတယ်လဲဆွဲတယ်တဲ့သူကိုအကူညီတောင်းလိုက်ပြီးရင်အဲ့ဒီပကြီကားလေးကိုမန်ပေါင်လေးတေချာတွင်းပြီးတော့ချိတ်ဆွဲရမယ်အဲ့တော့ချိတ်ဆွဲရမှာကရက်လိုတယ်အချိန်လိုတယ်ဟိုအရက်ဟိုပါပေါ့နေရာဌာနလိုတယ်ပေါ့နော်အဲ့ဒါလေးလည်းထပ်ပြီးပြောမယ် တနင်္ဂနွေသားသမီးတွေအတွက်ဆိုရင်ခုနကဗတိကားလေးကိုကြာတာပရင်းနေမနက်6နိုင်တိတိမှာအနောက်ရက်မှာချိတ်သွေးရမယ်အဲ့တော့ကြာတာပရင်းနေမနက်အားလည်း6နိုင်ဆိုတော့လည်းသိသွားပြီရှင်းတယ်အနောက်ရက်ဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့အရှိအနောက်တောင်မြောက်ခွဲတဲ့အခါမှာအင်တာအင်ကိုကြည့်တဲ့အခါမှာမျိုးကြောင်တွေပါတွေကိုထက်ထွက်စီရမလို့ဘူးကိုယ့်ရဲ့အဓိကဒီဧကန်အဝိုင်းကိုပဲအဓိကထားတွက်ကမယ်အဲ့ဒီအိတ်ခန်းကိုရအရှိန်အောင်တောင်မြောက်တွေကိုပဲကျွန်တော်တို့ကကြည့်ရမယ်။ကျန်တဲ့နေရာတွေအိတ်ခန်းတွေမိဖို့ကြောင့်တွေဘာတွေညာတွေကိုကြည့်ရမလို့ဖျားခန်းတွေဘာတွေကြည့်ရမလို့နော်။အဲ့ကမှချိန်သေးရမယ်။အဲ့တော့တနင်္ဂနွေသားသမီးတွေဆိုရင်အဲအဲ ကြာတာပရိနေမနာ6နိုင်တိတိမှာဒီအဲ့ခံရဲ့ပေါ့နော်အနောက်ဥရက်မှာချိတ်ဆွဲပေးရမယ်။နောက်တနင်္လာသာသမိတွေအတွက်ဆိုလို့ရှိရင်ကြတော့သူကဘုဒ္ဓကုနေမှာချိတ်ဆွဲရမယ်။ဘုဒ္ဓကုနေမနာ6နိုင်တိတိမှာဒီအဲ့ခံရဲ့တောင်ဥရက်မှာချိတ်ဆွဲပေးရမယ်။အင်္ဂါသာသမိတွေအတွက်ဆိုလို့ရှိရင်တော့အဲတောက်ကြာနေမနာ6နိုင်တိတိမှာအဲ့ခံရဲ့မြောက်ဥရက်မှာချိတ်ဆွဲပေးရတယ်။အဲဘုဒ္ဓကုသာသမိတွေအတွက်ဆိုလို့ရှိရင်တော့တနင်္လာနေမနာ6နိုင်တိတိမှာအရှိရက်ပေါ့နော်အဲ့ခံရဲ့အရှိရက်မှာချိတ်ဆွဲပေးရမယ်။ကြာတာပရိသာသမိတွေအတွက်ဆိုလို့ရှိရင်တော့ တနင်္ဂနွေနေ့မနက်6:00နာရီတိတိမှာအဲ့ကရဲ့အရှိမြောက်တော့ပေါ့နော်အဲ့အရက်မှာချိတ်ဆွဲပေးရမယ်တောက်ကြာတာသမီးတွေအတွက်ဆိုရင်တော့အဲအင်္ဂါနေ့မနက်6:00နာရီတိတိမှာအဲ့ကရဲ့အရှိတောင်တော့အရက်မှာအဲ့ဒီပကြီကားလေးကိုချိတ်ဆွဲပေးရမယ်စနေတာသမီးတွေအတွက်ကြတော့သူကယာဟုလို့ခေါ်တော့ဘုတ်တခုနေ့အဲဘုတ်တခုပေါ့နော်အဲဘုတ်တခုနေ့သူကြတော့မနက်မဟုတ်တော့ဘူးညနေ6:00နာရီတိတိမှာဒီအဲ့ကရဲ့အနောက်မြောက်တောက်အရက်မှာချိတ်ဆွဲပေးရမယ်။နောက်အဲ့ဒါသူ့ရဲ့နဲ့သူ့ချင်းတတိယချိတ်ဆွဲပေး။အဲ့တော့ဆက်ပြီးမှကျွန်တော်က ဲ့လိုလေးတွေချိတ်ဆွဲမယ်ဆိုရင်အဲ့ဒီမနမရောက်ခင်ပေါ့နော်စောစောလေးအရာထားမယ်အဲကိုလက်တန်းစင်မယ်ပြီးလို့ရှင်အဝတ်စားလေးကိုတန်တန်ပြန်ပြန်တက်တက်ရက်လေးဝတ်မယ်ပြီးလို့ရှင်အဲမျက်စောဖျားကိုရည်စူးပြီးတော့အလင်းနိုင်လေးတွေဖျောင်းနိုင်လေးတွေမိထုံးပူဇော်မယ်ပန်းစီမီရေချမ်းစွန်းဒါလေးတွေကတ်လုမယ်ပြီးရင်ငါးပါးသီလာစောက်တည်မယ်ဟုတ်ပြီနော်အဲ့လိုလေးတွေပြီးလို့ရှင်ကိုရွတ်နေကြအဲပြည့်ကြီးဆက်သက်တော့ဖြစ်စေပဋ္ဌာန်းဒေသနာတော်တွေဖြစ်စေဂါရမန္တန်တွေပေါ့ဗျာစသည်အားဖြင့်ပေါ့အဲ့ဒါလေးတွေကိုရွတ်ဖတ်တရဲဆယ်မယ်ပြီးရင်ဝိနည်းရည်တရဝါရီအားလုံးအတွက် လေးလေးနက်နက်လေးတိုင်တဲ့တစ္ဆာဆိုမြတ်တာဖို့အမြပေးဝေလောက်ပေးရမယ်အဲ့လိုလို့လို့ပြီးွားပြီဆိုရင်ခုနကကိုချိတ်ဆွဲမယ်အချိန်ရောက်ပြီဆိုရင်တေချာလေးချိတ်ဆွဲပေးရမယ်နော်အဲ့အချိန်မှာတတိယလေးတေချာလေးချိတ်ဆွဲပေးမယ်ချိတ်ဆွဲပြီးရင်ဘာတွေဆူတောင်းရမလဲအဲ့ပကြီးကားလေးအောက်မှာလေးလေးနက်နက်လေးတေချာလေးတစ္ဆာပြူတိုင်တဲ့ဆူတောင်းပေးဥပမာအလုံးမရှိသေးတဲ့သူတွေဆိုလည်းဒီနေ့ဒီဟန်ဆာပြီးတော့ငါဒီအလုံးအမြန်ဆုံးရပါသေးဆိုပြီးဆူတောင်းပေါ့ဗျာအလုံးမကောင်းတဲ့သူတွေဆိုလည်းဒီနေ့ဒီဟန်ဆာပြီးတော့ငါရဲ့အလုံးကန်လေးကောင်းမယ်တချို့ကတော့ဌာနတွေတည်မြဲမယ်တချို့ကတော့အယောင်းဝယ်တွေပို့ပြီးတက်အောင်စီးပွားတက်အောင်စသည်ရာဖြစ်ပေါ့နော်တေချာလေးလေးလေးနက်နက်တိုင်တဲ့လေး ဆူတောင်းပေးမယ်ဆူတောင်းပေးသွားလို့ရှိရင်လည်းကိုကိုကိုယုံကြည်ချက်စိတ်ခွန်အားအပြည့်တွေးလိုက်ငါဒီဒီနေ့ဒီချိန်အစပြီးတော့ဒီလောက်ငန်းတွေကတေချာပေါင်းအောင်မြင်ပြီးရာထူးတိုးပြီးအလုပ်တွေတိုးတက်ပြီးစသည်အားဖြင့်ယုံကြည်ချက်အပြည့်နဲ့တာနေလိုက်ပါဗျာတေချာပါတယ်အဲ့ဒီပကြီကဆွဲပြီးနောက်ပိုင်းအလုံးစုံမှာပဲလပိုင်းအောင်ပဲရှိတယ်တချို့တွေဆို3လတချို့တွေ5 6လနဲ့ဘဝပြောင်းသွားတယ်လက်ရှိရောက်နေတဲ့အဆင့်တန်းကနေနောက်တစ်ဆင့်တေချာပေါင်းမြင့်ကိုမြင့်မှာသွားပါတယ်ဗျာနော်အမရန်အစွမ်းထက်တဲ့ဓာတ်ပကြီကချိတ်ဆွဲတဲ့နီလေးကိုပြန်ပြီးတော့တဆင့်အဲမြဝေပေးခြင်းဖြစ်ပါတယ် တော့ဒီနေ့လေးကိုတုံ့ပြန်အားဖြင့်ခொနည်းကတာသမီအားလုံးစီပွားလက်လာမတွေတိုးတက်ပြီးတော့နော်လူနိုင်တက်နိုင်တဲ့ပုံကိုယ်တူတွေလည်းဖြစ်ကြပါစေလို့ကျွန်တော်မြတ်တော်ဘုအဆုတောင်းနဲ့ပြန်လည်းမျှဝေပေးလိုက်ပါရစေခொနည်းကတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေဗျာနော်